ဒီနေ့မမေးပါပြောမလဲဆိုတော့60ရာခိုင်နှုန်းလူတွေကအမြဲတမ်းညက်မှာဖြစ်တဲ့စပင်ဒီဇိုင်း၄၅မျိုးကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့မျက်နှာရဲ့ပုံစံအရင်လည်းမျိုးမျိုးရှိရပါတော့နော်ကပုံစံ3မျိုးလောက်ပဲရင်ပြောမယ်ပထမတစ်မျိုးကကျွန်တော်တို့လူမျိုးနည်းနည်းလေးတောင်းကြတဲ့မျက်နှာပုံစံဘလိုမျိုးနဲ့လုံးဝမလိုက်ဖက်လဲဆိုတော့ပထမတစ်မျိုးကကြတော့ပြောင်သိမ့်ပြီးတော့ကလေးနဲ့ညက်ထားတဲ့ပုံစံမျိုးอ่ะရှေ့ရကြည့်ရင်တော့သိတော့မသိတာဟုတ်ဒါမဲ့ဘေးကနေကြည့်မယ်ဆိုရင်ပါဖောင်းတာတော့မေယူကားတာကြီးဆိုရင်တော့အရန်ကိုသိတာလွန်သွားပြီပေါ့နော် နောက်တစ်ခုကကြာစပင်အတူကေနားခေါ်တဲ့အတူကေလိုမျိုးလုံးဝမလိုက်ဖက်ပါဘူးသူ့လူမျိုးညံ့မယ်ဆိုလို့ရှိရင်အနာဘောကရှေ့အားနဲ့ချက်တွေအကုန်လုံးအပို့ပြီးတော့မြင်လာတယ်ပို့ပြီးတော့အသက်ကြီးလာတယ်ပြီးလို့ရှိရင်ပို့ပြီးတော့လည်းနည်းနည်းတောဆန်တယ်ပြောလို့ရလားမသိဘူးဒီစကားတော့ဆန်လို့ခံစားရရေပေါ့နော်။နောက်မျက်နှာပုံစံတစ်မျိုးကကြာတော့နှာဝိုင်းတဲ့လူမျိုးပေါ့။ မျက်နှာဝိုင်းတဲ့လူမျိုးကဘယ်လိုမျိုးလဲဆိုတော့သူကမျက်နှာရဲ့အရှည်နဲ့မျက်နှာရဲ့အကျေကတန်းတူညီမျှပဲအဲ့လိုမျိုးမျက်နှာကြမျက်နှာဝိုင်းတယ်လို့ခေါ်ရပါတော့မလိုက်ဖက်တဲ့ပုံစံအပါကြီးရှိလဲဆိုတော့လုံးဝထူပိန်းကြီးရဲ့ရှေ့စမိတ်အတိနဲ့မလိုက်ဖက်ပါဘူးအဲ့လိုမျိုးပုံစံညက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘေးနားအောင်းကြီးရဲ့ပါးကလေးတွေပူပြီးတော့ဝါသွားတယ် ခန္ဓာကိုယ်မဝရင်တော့မျက်နှာတအားဝလုံးနဲ့လို့ခံစားနေရအောင်ပါနော်နောက်တစ်ခုကကြတော့ဒီဟာဒီပါးပင်ရဲ့ဒီနှစ်ဖက်ကအပေါက်ကြီးအရမ်းများလို့မရဘူးမစမင်ကောက်တဲ့အချိန်မျိုးပေါ့နော်အရမ်းများသွားရဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာတော့သူကဖုံးသွားလို့ခံစားရတယ်ဒါတော့မဟုတ်ဘူးစမင်ကအကောက်များသွားတဲ့အချိန်မှာကြည့်ရတာစမင်ကဖောင်းဖောင်းကားကားအထူလိုက်အဲစမင်ရဲ့နောက်ပိုင်းမှာအကုန်လုံးမျက်နှာရှိရလို့ပဲခံစားချက်ကြီးကရှိနေမှာပေါ့နော်နောက်မျက်နှာတစ်မျိုးပုံစံအကြောင်းမျက်နှာရှည်တဲ့ပုံစံမျိုးပေါ့ဟာလိုက်ဖက်ဆုံးကပါလဲဆိုတော့စပင်းအနက် ဆိုပြီးအနက်အလေခွဲအရှိနဲ့လုံးဝမလိုက်ဖက်ပါဘူးအဲ့လိုမျိုးထားမယ်ဆိုရင်ဒီကမျက်နှာရှည်ခြင်းကိုပို့ပြီးတော့တိတာတယ်လူပို့ပြီးတော့ပူတယ်ပေါ့နော်ဆိုပြီးကပို့ပြီးတော့ကတ်တယ်ပြားတယ်အဲ့လိုမျိုးပို့ပြီးတော့ခံစားမယ်နောက်ခုကကြတော့ဆောင်းနာတဲ့သူတူပဲဒီ shift mate အတိအထူလုံးဝမလိုက်ဖက်ပါဘူးအဲ့လိုမျိုးညံ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့စိတ်ကူးထဲမှာ shift mate ညံ့မယ်ဆိုရင်မျက်နှာကတော့တူသွားတယ်ဆိုအမှန်လေကျွန်တော်တို့ရဲ့ဒီဘာနဲ့တိုင်းရှင်းအောင်မင်းလားတော့စီးတဲ့မင်းလေမင်းကမျက်နှာရှည်ရယ်လေအဲ့လိုမျိုးနှစ်ခုကြီးကိုအုပ်ပြီးတော့ရှည်ရှည်ကြီးဖြစ်နေတဲ့ပုံစံမျိုး ဖြစ်သွားမှာပေါ့နော်အဲကြောင့်ကျွန်တော်တို့ရဲ့ဒီမျက်နှာ၃မျိုးကိုဒီလိုမျိုးပုံစံတွေကိုဖျက်ချတက်ရမယ်အော်ကျန်ခဲ့တယ်လေးတောင်လေးတောင်မျက်နှာလည်းရှေ့စမိတ်အတိနဲ့လုံးဝမလိုက်ပဲဘူးနော်ဒီမျက်နှာ၃မျိုးဆိုရင်ရှေ့စမိတ်နဲ့လုံးဝဘိုင်ဘိုင်လို့ပြောလို့ရပါတယ်နောက်တစ်ခုကအရေးကြီးဆုံးကမိညာကျွန်တော်တို့ V-body 7 sign ခွဲတွေအားလုံးအားလုံးဒီ၉လပိုင်း ရှင်းရနေကနေစပြီးတော့10လပိုင်းရှင်းရနေခေး promotion discount 30ရာခိုင်နှုန်းချနေပါတယ်။အဲတတင်းတူအနေနဲ့ချတာပေါ့နော်။အားကြောင့်မမဲလူမျိုးကျွမ်းကျင်တဲ့ hair styling နဲ့တိုင်ပင်ခြင်းနဲ့သပင်လှုပ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဆိုင်ခွဲမြောက်လုံးဆိုင်ခွဲကိုဆက်သွယ်ပြီးတော့ပို့ပေးလို့ရပါတယ်။အကောင်းဆုံးကျေးဇူးတင်ပါတယ်ရှင်။